ဆံမတွေကိုတတ်မယ်ဖြတ်မယ်ဆိုတော့ကျွန်မအဲ့ဒီတည်းကနှစ်ကြိမ်တော့ကျွန်မတင်ဆက်ခဲ့ဘူးရယ်ပေါ့နော်ဒီကောင်တွေ Viber group တစ်ခုကိုရသွားခဲ့ဆံမတွေစုထားတဲ့ Viber group ကိုရဝိစုများလို့ပဲမြင်လာပါ Sniper စုရဲ့တည်းလေးတူကိုနောက်ထောင်ကြည့်အောင်ခင်ဗျာမိဘပြည်သူများရှင်ကျွန်မဒီနေ့မိဘပြည်သူများကိုစိတ်မကောင်းစရာတည်းလေးနှစ်ခုပြောပြအောင်မယ်ရှင်မပြောပြခင်မှာဒီပကံညာဟုတ်ဘက်ကဒီတဲ့တွေပေါ့နော်သူတို့တွေလာဆိုရင်ဘယ်တော့ထီအောင်မှစိတ်တက်အောက်တန်းကြလဲဆိုတော့ကျွန်မရုပ်သံဖိုင်တွေတစ်ခုပြသပါမယ် ယောဂဖိုင်လေးကတော့ PDF ဆိုတာစပြီးတော့ပေါ်ထွက်လာတဲ့အချိန်မှာမြမပြူလိုမြင်တဲ့အတိုင်းပဲရှင်ပကံဖျားကိုဖျက်ဆီးနေတာရှင်ဒီယောဂဖိုင်ကတော့အမီရသိမ်းဆဲနိုင်ခဲ့တာကတော့အမျက်လိုပဲပြောအောင်ပါပေါ့နော်ဒီကောင်လေးရဲ့ရုပ်မှရက်ဆက်မှုတွေနောင်နောင်ငါးငါးတွေကျမတို့ပြလို့ရတာပေါ့ရှင်ဒါကြောင့်ကျမအရင်တော့ဆိုသတင်းတစ်ခုပြောဖို့ပါတယ်ဒီပကံညာဘက်က PDF တွေကပကံမြီကိုဖျက်ဆီးမှဆိုးတယ်ဆိုပြီးတော့တခါထုတ်ပြန်ချက်ဒီပိုင်းထပြီးတော့ထုတ်လိုက်သေးရဲ့လေပကံဖျားရည်ကိုလိုဖြည့်စည်းနေတဲ့ကောင်ကြီးကပကံဖျားရည်ကိုဖြည့်စည်းပါမယ်ဆိုပြီးစိုးရင်လည်းစိတ်ဖြစ်တယ်ဆိုတာမိဘပြည်လိုယုံကြည်ပါသလားရှင့် ဲ့လိုကလည်းခဏနေသေးရပါတော့လို့ကိစ္စရှိရဲ့ဒီတော့ဒီရက်ဆက်ရုံမှာတဲ့ပကံညာဥပကပြည်တဲ့တရားဆိုရင်အင်မတန်ရက်ဆက်လုံးနဲ့အမှုတစ်ခုကျူးလွန်ခဲ့ရဲ့ရှင့်လူသက်မှုပေါ့နော်အဲ့အဲ့လူသက်မှုတွေဆိုတာပြောပြပါမယ်ဒီလူသက်မှုကိုဇွန်လ15ရက်နေ့မှာကျူးလွန်ခဲ့တာဖြစ်ပါရှင့်ဒီဇွန်လ15ရက်နေ့မနက်ပေါ့နော်ရှင်းနိုင်ခဲ့မှာဆိုရင်မန္တလေးတိုင်းဒေသကြီးညာဦးမြို့နယ်ကုန်းဖက်ရညောင်ပေကန်ကြီးရွာမှာရှိတဲ့အခြေခံပညာအထက်တန်းကျောင်းအဖွဲ့ကအကျောင်းဆရာမကြီးဒေါ်နီလာဝင်း52နှစ်နဲ့အကျောင်းဝင်းတွင်းရှိ ဝန်ထမ်းလိုင်းကမ်းမှာနေထိုင်တဲ့ခင်မုန်းဖြစ်သူဦးစော်လက်55နှစ်ညီမဖြစ်သူမတ်ရွှေရီဝင်း16နှစ်နဲ့အတူရှိနေတဲ့အချိန်မှာ PDF အမိကန်အစံဘက်ကမှ9ဦးကစိုက်ကယ်၄စီးနဲ့ရောက်ရှိလာပြီးတော့ဆီယာမာကြီးနဲ့သူ့ရဲ့အမျိုးသားတို့ကိုဝန်ထမ်းလိုင်းကမ်းတွင်ကနေဆွဲခေါ်ပြီးတော့လိုင်းကမ်းရှိမြေကွက်လမ်းမှာရက်ဆက်စွာတက်ပြတ်သွားခဲ့ပါတယ်ရှင်။ ဒါလေးကဖြစ်စဉ်တစ်ခုဖြစ်ပါရဲ့။ပကံကြောင်မှာပြန်ရတင်ကြနေရဆရာဆရာမတွေဒီစာသင်နှစ်စကလေးကဒီကောင်တွေချင်းချောင်းနေတာဆရာမတွေကိုတတ်မယ်ဖြတ်မယ်ဆိုလို့ကျွန်တော်အဲ့ဒီတဲ့ကနှစ်ကြိမ်တော့ကျွန်တော်တင်ဆက်ခဲ့ဘူးလေပေါ့နော်။ဒီကောင်တွေ Viber group တစ်ခုကိုရသွားခဲ့။ဆရာမတွေစုထားတဲ့ Viber group ကိုရသွားပြီးတော့ဆရာမတွေရဲ့နေရက်တွေလိပ်စာတွေနာမည်တွေအစအကုန်သိတယ်ဆိုပြီးဒီကောင်တွေလောက်ထားတာပေါ့နော်။ဒီเจ้าရအောင်လေဒီကောင်တွေကညံနေတယ်ပညာမတတ်တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာတင်ထားရတယ်ရှင်ဒါကိုကျမတို့ခြေရာကောက်မိတာအဲ့ဒါကျမပြောပြောခဲ့တယ်ပေါ့နော်သစ္စာပေါက်တယောက်တော့ရှိနေပြီဒီ viber group ကိုသူတို့ရသွားစရာအကြောင်းမရှိဘူးဒီ viber group တွေကတယောက်ကသစ္စာဖောက်လို့တာဒီ data တွေသူတို့ရတာအခုဒီရသွားတဲ့ data တွေပေါ်မူတည်ပြီးတော့ဆရာဆရာမတွေစပြီးလောက်ကျန်တက်ပြတဲ့ကိစ္စတွေလုံလာပြီရှင်ဒါတော်တော်အန္တရာယ်များပါတယ်နော်ဒီတိုင်းနဲ့ထားမယ်ဆိုတော့အဲ့ဒီ group ထဲမှာရှိရဲ့အခြားဆရာဆရာမတွေရော လုံခြုံရေးစိတ်ချရမှာလားမလားဆိုတာကလည်းတော်တော်စိုးရိမ်စရာကောင်းတဲ့ကိစ္စပါပဲရှင်။ နောက်ထပ်ဒီညာဦးမြို့မှာပဲဖြစ်စဉ်တစ်ခုဖြစ်သွားပါသေးရဲ့ရှင်အဲ့အလေးကိုကျွန်မပြောပြပါမယ်အဲ့ဒီဖြစ်စဉ်ကတော့2025ခုနှစ်ဇွန်လ14ရက်နေ့မှာပေါ့နော်မန္တလေးအတိုင်းဒေသကြီးညာဦးမြို့နယ်အမှတ်၁ရပ်ကွက်သီတိမင်္ဂလာရပ်မှာရှိတဲ့ Grade 12တက္ကသိုလ်ဝန်ဆောင်မွေးပွဲကိုပြန်လည်ဖြေဆို့ဖို့အတွက်ရောင်းရှိနေတဲ့ចောင်းသားចောင်းသူ၉ဦးအနက်မှာဒီကလေးပေါ့နော်6ဦးရဲ့မိဘတွေကို PDF အကြမ်းဖက်ဖွဲ့ရချင်းချောက်ခဲ့ပါတယ်ရှင့် အဲ့လိုချင်းချောက်ခဲတဲ့အတွက်ဒီကျောင်းသားမိသားတွေကသူတို့သားသမီးတဲခိုတဲ့နေရာမှာမထားရတော့ဘဲနဲ့ပြန်လဲပြီးတော့ခေါဆောင်သွားခဲ့ပါတယ်။ဆောင်ဝဲဝဲမဖြစ်ရဲတော့ဘဲနဲ့အိမ်ပြန်သွားခဲ့တာပေါ့နော်။သူတို့လုံဆောင်ချက်တွေလုပ်နေပါရဲ့ရှင့်။ပြီးတော့စာတင်တဲ့ဆရာမတွေကိုတတ်တယ်။ဆောင်ဝဲဖြစ်မဲ့ကျောင်းသားတွေချင်းချောက်တယ်။ဆောင်ဝဲမဖြစ်ခိုင်းဆိုတော့ဒါဟာကျမောင်းနိုင်ရဲ့အနာဂတ်ကိုလိုက်တက်နေရပါပဲရှင့်။ငကန်ညောင်ဦးကပီတဲ့တည်းရမြမတနေငလုံးမှာရှိရဲ့ပီတဲ့တည်းအားလုံးထဲမှာအစင်တဲ့အနေကြဆုံးလူမဆန်ဆုံးအရက်ဆက်ဆုံးပီတဲ့အခွဲလေးလို့ပဲကျမပြောချင်ပါရှင့်။ ဒီကောင်ကြီးရဲ့လှုပ်ဆောင်ချက်တွေကတော်တော်ကိုလူလုံးကျူးကျူးဖြစ်လာပါပြီရှင်။နိုင်ငံတော်အနေနဲ့ကတကယ်တားခတ်ထားပြီးတော့နှိမ်နှင်းရမယ်ဆိုရင်ပကံညာဦးဘက်က PDF တွေကိုပထမဆုံးနှိမ်နှင်းတင်ပါပြီရှင်။ဒီလိုမျိုးသာဒီကောင်ကြီးဆက်လုပ်နေမယ်ဆိုရင်အဲ့ဒီဒေတာမိဘပြည်သူတွေကအเจ้าမနေရဲတော့ဘူး။ဆရာဆရာမတွေလည်းလာပြီးတော့အလုံးမလုံးရဲတော့ဘူးဆိုရင်ဒီပကံညာဦးတဝိုက်ကသူတွေပညာရေးဟာနှိမ့်ကျသွားမှာရှင်။တတော်ဆိုးဆိုးကနှိမ့်ကျသွားမှာ။ဒါဆိုရင် PDF တွေပဲဖြစ်လာကြမှာ။ပညာမတတ်တဲ့သူကစဉ်းစားပြောင်းနေနိုင်စွမ်းမရှိဘူး။သုံးသပ်နိုင်စွမ်းမရှိဘူး။ ဒီလိုသုံးသပ်နိုင်စွမ်းမရှိလို့ရှင်အဲ့ဒါက PDF ဖြစ်လာနိုင်ဖို့အတွက်အကြောင်းရင်းတရားတွေပဲရှင်သုံးသပ်နိုင်စွမ်းမရှိညံမရှိစာမတက်ကြလို့ PDF ဖြစ်ကြတာရှင့်လိုပဲ NLD ကိုကြိုက်စေကြမှုတော့အောင်စန်းစုကြည်ကိုချစ်စေကြမှုအုံနောက်ရှိပညာတက်တဲ့သူက PDF မလုပ်ဘူးရှင့်ဒါဟောနိုင်ငံတော့သိဖို့လိုပါတယ်ဒီလိုအရာတွေဖြစ်မလာဖို့တော့ကဒီပကံညောင်းမှာရှိရဲ့ PDF တွေကိုတေချာလေးရှင်းလင်းမှလာရမယ်လို့ထင်ပါတယ်ရှင့် ။ဒါကျွန်မအနေနဲ့ဒီပကံညောင်းမှာရှိနေမိဘပြည်များအားလုံးကိုစားဆရာဆရာမများအားလုံးကိုစားပေါ့နော်။ဒီနေမျိုးတွေကိုတိတ်ချာလေးနဲ့နေရှင်းလေးပြုလုပ်ပေးပြီးတော့အကြံပသမားတွေနှိမ်နှင်းပေးနိုင်ရန်ပါလေ။ကျွန်မအနေနဲ့တိုက်တွန်းတင်ပြလိုက်ရပါတယ်ရှင်။ခုလိုပြောပြပေးတဲ့အတွက်ဆန်ဘတ်ဆိုလည်းကျေးဇူးတင်ပါတယ်။